ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လက်ဆိုးမြို့တော် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မဟာဒီဝနဲ့သုံးမမိသားစုဆိုတဲ့ဇာတ်လမ်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရသေးကြီးမှာတောတောင်တွေကိုဖြတ်ပြီးတော့လူငယ်လေးလိုရှေ့ကနေပေါ်ပါတက်လက်စွာသွားနေရာမဟာဒီဝလည်းနောက်ကနေလိုက်လာခဲ့လို့ရတယ်။မနက်စင်နာရီလောက်မှာစမ်းကြောင်းကလေးတစ်ခုအနည်းမှာရသေးကြီးနားလာကြောင်းမဟာဒီဝလည်းနားခွင့်ရတယ်။ ယတိကြီးကသူ့ရဲ့အိတ်ထဲကငပြောသည့်တလုံးကိုထုတ်ပြီးတော့စားသလိုမဟာဒီဝါကိုလည်းတလုံးပေးပြီးအိတ်ရှုံလေးတစ်ခုကိုထုတ်ခါလက်ဝါးဖြန့်ခိုင်းပြီးတော့လက်ဝါးအတွင်လောင်းချလိုက်ရာငွေရောင်လက်နေတဲ့အမှုန်ကလေးတွေကလက်ထဲကိုကျဆင်းလာနေတယ်။ငပြောသည့်ကိုဒါနဲ့တို့ပြီးစားပါတကား။ဒါကဘာမှမဟုတ်လေဘာရဲ့တိ။အကရဲ့အောင်သွားတဲ့ဓာတ်လုံးဝရတဲ့ပြတာပြရီ။ဟိုအောင်တဲ့သူတယောက်လှုပ်ခဲ့တာ။ဘလို့အစွမ်းနေရှိလဲဘာရဲ့တိ။တိခွေရှိရင်တိပြရစီ။ တနေ့တာအဟာရသိတိပြီးတယ်အအင်တိုးွားပြီးတော့အမောခံနိုင်တယ်စားပါမဟာဒီဝကပြတာပြနဲ့ငပြောသီးကိုစားရမှာဝမ်းပအတွင်ရောက်သွားချိန်မှာအေးမြပြီးခေါင်းကရှင်လင်းပြီးမျက်လုံးကကြည်လင်ကကိုလက်တွေပေါ်ပါတက်လက်တလို့ခံစားလိုက်ရတယ်ရတိကြီးအတွက်ရေခတ်ပေးဖို့သူလဲတောက်ဖို့အတွက်နှစ်တောင်လောက်အကျယ်ဆန်းချောင်းလေးအနည်းကိုရှောက်သွားလိုက်တယ်မဟာဒီဝကရေကိုလက်ဝါးနှစ်ဖက်ပူးပြီးခက်ခါတောက်ဖို့လုပ်တဲ့အခါမှာတော့မတောက်နဲ့တကဒီရေမတက်ဘူးရေကကြည်စိမ့်နေရတက်မှလည်းဘာရသည့် ဲ့ဒါပြောတာမဟုတ်ဘူးဒီရုပ်ညင်းတော့လုံနေရတဲ့သူရှိတယ်ဟင်ရသေးကြီးပြောစကားကထူးဆန်းနေတာမို့မဟာဒေဝကအံ့ဩသွားရတယ်ဒီရုပ်ဘသူကလာပြီးတော့ညင်းတော့လုံနေတာလဲဖေဟာဘာပဲကြုံလာကြုံလာဒေါသကိုရှေ့မထားပါနဲ့မဟာဒေဝအမေကိုရသေးကြီးမဖြေပဲဒေါသကိုရှေ့မထားဖို့သာပြောလာတယ်စံကြောင်လေးရေးစင်းကြနေရနေရအတိုင်းအပေါ်ကိုစံတက်ကြတဲ့အုံမိုင်းနေတဲ့ရာသီဥတုကတိမ်မဲတွေ ကောင်းကင်ပေါ်မှာတက်လာပြီးပတ်ဝန်းကျင်ကမဲမောင်သွားလီတော်တယ်။ရာသီဥတုကမကြခင်မိုးရတော့မလို့ပြောင်းလဲသွားခြင်းပဲဖြစ်တဲ့ယသိကြီးနဲ့မဟာဒေဝစံကြောင်ဘေးကနေလျှောက်လာကြရင်နိုင်ဝက်လောက်အကြာစံကြောင်ဘေးကန်းဆက်တနေရမှာဝါးနဲ့ဆောက်ထားတဲ့အိမ်တအိမ်ကိုတွေ့လိုက်ကြရတယ်။ရေတံနဲ့အတူမင်းကလေးတတိုက်စကားပြောတန်တွေကြောင့်မဟာဒေဝလှမ်းကြည့်လိုက်ရာမင်းကလေး၃ယောက်ကစံကြောင်စတင်စီးစင်ရာ ရေအိုင်ကြီးအတွင်ရေချိုးနေကြရာရေဆိုးထမင်းရေရှားနဲ့ ပြောင်းမော်တက်လာကြတယ်။ရေဆိုးထမင်းကသူ့အသားတွေမှာကပ်ပြီးတော့အမိုးအမအရှိုက်အဟိုက်တွေကအတိုင်းသားပေါ်လီနေတယ်။ယသိကြီးကကောင်းမွန်လေးရက်နေရမဟာဒီဝါကလည်းမင်းကလေးတွေကိုတစ်ချက်ကြည့်ရင်းနဲ့ညံ့နာလွှဲလိုက်တယ်။သူတို့၃ယောက်တည်းရှိတယ်လို့သာထင်ပြီးတော့တယောက်ကိုတယောက်စားနောက်ပြီးပျော်မြူးနေကြတယ်။မင်းကလေးတွေကမဟာဒီဝါနဲ့ယသိကြီးကိုမြင်တဲ့အခါမှာတော့ရှက်ရွံ့သွားကြဟန်နဲ့မြင်နေရတဲ့အိမ်ဘက်ကိုပြေးသွားပြီးတော့အိမ်မော်တက်သွားကြတာကို တွေ့ရလေတယ်။ယသိကြီးနဲ့ မဟာဒေဝလျှောက်လာကြရင်လည်းအိမ်သားကိုရောက်တဲ့အခါမှာတော့အသက်80အရွယ်စပင်းမျိုးဖြူဖွေးပရင်နေရီတွုံးရှုံကသွားရီကျိုးနေပြီမို့ပါနှဖက်ကခြိုက်ဝင်နေပြီးရှေ့သွားနှချောင်းငေါထွက်နေတဲ့ခါကုံကုံနဲ့အဖွားအိုကြီးတယောက်အိမ်မော်ကဆင်းပြီးတော့ရှောက်လာလေတယ်။ရသိင်းနဲ့ဖိုးသူတော်လေးတို့ပါလား။ဘယ်ရက်ကလာလို့ဘယ်ကိုသွားကြမှာလဲ။မိုးကလည်းအချိန်အခါမဟုတ်ရွာမယ်နဲ့တူတယ်။အိမ်မော်တက်ရင်နဲ့မိုးကိုကြပါအောင်လား။ပြီးမှလိုရာကြီးဆက်ကြပါ။ရရင်တကမာကြီး ။ဒီနားမှာတဲကုန်မဲနေရရှာပြီးမှမိုးကိုလိုက်ပါမင်း။အိမ်မကပူလုံးကြုံပါလေဖေ။ဖြစ်နိုင်အိမ်မပဲတဲစေချင်ပါလေ။ရတယ်တကမာကြီး။ယသိတို့အဆင်ပြေတယ်။အဲ့ဒီမှာပဲသွားတည်လိုက်မင်း။ယသိကြီးဆန်တာပါ။ဒီနားမှာကြောက်လှန်ကိုတခုတော့ရှိတယ်။ဟိုးတောင်ရဲ့အောက်ခြေမှာကူပေါက်ရှိတယ်။စိုးအတွက်ကတော့တပည့်တော်မှလာပို့ပေးပါမင်း။အဖေါ်အိုကြီးကယသိကြီးကိုအိမ်မတဲဖို့ပြောရန်ယသိကြီးကငင်းဆန်တဲ့အတွက်တဲကိုကိုနေရာညွှန်ပြပြီးတော့ စွန်းလာပို့ဖို့ပြောကမြေကြီးပေါ်ဒူးတုတ်ထိုင်ပြီးတော့ရှေ့ကိုကတော့ရင်ရှိနေတယ်။ရတိကြီးကကတော့ခံပြီးဆက်လက်ထွက်ခွာသွားရာမဟာဒေဝလည်းနောက်ကနေလိုက်ခဲ့တယ်။အဖေါ်ညွန်ပြတဲ့တောင်ကြီးရဲ့အောက်ခြေမှာတော့လိုင်ကူနေတစ်ခုအလွယ်တကူရှာတွေ့ရသောအတွင်းကိုဝင်လိုက်ကြတယ်။လိုင်ကူနေတစ်ခုဖြစ်ပြီးတော့အတွင်းမှာလေဝင်လေထွက်ကလည်းကောင်းမွန်နေလေတော့တယ်။ကျောင်းမယံမှာရေစီးကြနေပြီးတော့အောက်မှာအိုင်တွင်းနေတဲ့ရေအိုင်တွေတစ်ခုလည်းရှိနေပြန်တယ်။ အလင်းရောင်အားနေတာလွဲပြီးတော့အားလုံးအဆင်ပြေနေတယ်။မဟာဒီဘွားကတစ်ကောင်းနေခုတ်ပြီးတော့တပြက်စီအဖြစ်အသုံးပြုကကိုအတွင်လှဲချင်းတက်ရှင်ကြီးလှုပ်လိုက်တယ်။ထင်းချောက်တွေလည်းအနီးပတ်ဝန်းကျင်မှာရသမျှရှာဖွေစုဆောင်ပြီးကုရဲသွင်းကမီးဖို့လိုက်လိမ့်တယ်။ရွာမလိုဟန်ရေးပြနေတဲ့မိုးကအခုထိမရွာနိုင်သေးပဲရှိနေလိမ့်တယ်။ဘူပဝါကနေလူရိတ်တွေ့ပြီးတော့မဟာဒီဘွားလှမ်းကြည့်လိုက်ရာမင်းကလေး၃ယောက်ကိုတွေ့လိုက်ရတယ်။ရသိကြီးကိုစွန့်ပြတ်ဖို့ရောက်လာကြတာပါရှင့်။ဩအေးလာကြ အထဲဝင်ကြမိန်းကလေးတယောက်ကလှမ်းပြောလာတဲ့စကားကြောင့်မဟာဒီဝါကအထဲဝင်မို့ပြောလိုက်ရာမိန်းကလေးတွေကကိုယ်အတွင်းကိုဝင်လာကြရာလိမ့်ချင်လာတဲ့အမွေနတ်သားတွေကြောင့်ကိုယ်အတွင်းမှုန့်ကျင်သွားတယ်အသားဖြူပြီးတော့အရွယ်ကောင်ချောမောလှပတဲ့မိန်းကလေးတွေကအဖုံးပါတဲ့နှီးပန်းကြီးတစ်ချက်မိန်းကလေးတယောက်ကတဲလာပြီးညီသက်စွာထိုင်နေတဲ့ရတိကြီးရဲ့ရှေ့မှာကိုအမှုအရာရင်ကျေးစွာနဲ့တိုးပြတ်သွားပြီးတော့အောက်ထားတဲ့အဖုံးကိုဖွင့်လိုက်ရာပူပူနွေးနွေးအငွေ့တထောင်းထောင်းနဲ့ထမင်းဟင်းတွေ တွေ့ရလီတော်တဲ့မဟာဒီဝကစုံပွဲတွေကိုကြည့်လိုက်ရင်တော်ဟင်းသည်ဟင်းရွက်တွေချက်ပြုတ်ထားကြောင်းတွေ့ရတယ်။မယုတ်သေးတောင်းနဲ့သူ့စီအသေးငယ်တွေပင်ပါနေသေးတယ်။စုံသုံးဆောင်မှာအရှင်ရသည့်မပြည့်မစုံချက်ပြုတ်လာရတာမို့စုံဟင်းတော့မကောင်းပါဘူး။တကမာလေးကိုစေနာထားပြီးလှူတာဆိုရင်စောထမင်းတစ်ခုတည်းလှူတယ်။ကုတို့ရပါတယ်။ပြန်ကြပါ။တကမာလေးတို့အမေတကမာကြီးကိုလည်းပြောလိုက်ပါ။အသက်တွေလည်းကြီးနေပြီမို့အချွတ်တရားရတဲ့မီလို့ဘာရတဲ့အမှားလိုက်တယ်လို့ပြောလိုက်ပါ။ မိန်းကလေး၃ယောက်ကယသိကြီးစကားကြောင့်မျက်နာပြက်ရွံ့သွားကြလေတယ်။ယသိကြီးကိုရှေ့ကိုဥချပြီးပြန်သွားကြတော့တယ်။ယသိကြီးကတင်းငိမ်စွာနဲ့ထိုင်နေတယ်။သူရဲ့ရှေ့ကစုံဝဲကို လက်ဖြားနဲ့ပင် မထိပဲရှိနေတယ်။မဟာဒေဝကယသိကြီးဘာကြောင့်ငိမ့်နေတာကိုနားမလည်နိုင်စွာရှိနေတယ်။အတန်ကြာတဲ့အခါမှာယသိကြီးကဒကာမဟာဒေဝဒီအစားတောက်တွေကိုဒီနေရာနဲ့ဝေဝေကိုတောပစ်လိုက်စမ်းပါ။ဒကာလည်းရောင်လို့တောင်မှမစားမိပါစေနဲ့။ဟင် ဘာဖြစ်လို့လဲဘာရဲ့သိဘာကြောင့်များမစားပဲလွှတ်ပြရမှာလဲတကားဘယ်နားလေပါမလဲအုတ်ဆောင်တဲ့ဒီဆုံးပွဲတွေကိုပြန်အုပ်လိုက်ပါတကားမဟာဒီဝါကရသေကြီးဘာလို့ချင်နေတာကိုနားမလဲပေမဲ့ရသေကြီးခိုင်းတယ်လို့အုတ်ဆောင်တဲ့ဆုံးပွဲကိုအုပ်လိုက်တယ်ရသေကြီးကအုတ်ဆောင်မော်လက်တင်ကပါဇက်ကနေထပ်တိုးတိုးမန်တန်တပုတ်ရွတ်နေပြီးတော့အုတ်ဆောင်ကိုဖွင့်လိုက်တယ်ဟာဘလို့ဖြစ်တာလဲမဟာဒီဝါတယောက်ပါဇက်အဟောင်းသားဖြစ်သွားရတယ်အုတ်ဆောင်ကိုဖွင့်လိုက်ချိန်မှာ ညလဲပြလိုက်သလိုထမင်းနဲ့ဟင်းပွဲတွေကပြောင်းလဲသွားတာကြောင့်ဖြစ်တဲ့သူတွေ့လိုက်ရတာကတော့အစပထမအငွေပင်ထွက်နေတဲ့ထမင်းက လောက်ကောင်တဖွာဖွာနဲ့ရှိနေပြီးဟင်းကွက်တွေကတော့တည့်ရစိမ့်တွေကို ရေထည့်ထားတဲ့ဟင်းတွေဖြစ်နေကြတယ်။မဟာဒီဝါကအံ့ဩခြင်းနဲ့တို့ဒေါသဖြစ်သွားပြီးတော့နှီးပန်းကိုတည်ပြီးအပြင်ကိုထွက်သွားကကိုနဲ့ခက်ဝေးဝေးမှနှီးပန်းကိုပါလှည့်ပစ်လိုက်တယ်။ဘာရသိသူတို့ကအောက်လန်းပညာရှင်တွေလား။ဘာကြောင့်ဒီလိုလုပ်ရတာလဲ။ တကမာကြီးရဲ့နာမည်ကနန်းရှင်သူ့ယောက်ျားဆုံးသွားပြီသူနဲ့တွေ့ရတာ သူ့ရဲ့သမီး၃ယောက်ပဲနန်းရှင်ကဝမ်းတွင်းပါဆုံးမတယောက်သူ့ယောက်ျားကတော့ဆုံးသွားပြီလူတွေကိုချစ်ရင်လည်းပြူစားမောင်းရင်လည်းပြူစားနေမို့ဘယ်ရောမှလက်မခံလို့တောထဲမှာနေရတာဩဒီလိုလားသမီးတွေကြတော့ရောသူ့အမိကြောင့်ရောပြီးဒုက္ခရောက်နေကြတာပေါ့သမီးတွေကိုလည်းပညာအမွေလက်ဆင့်ကမ်းထားပြီးပြီယောက်ျားတွေကိုသမီးတွေနဲ့မျှပြူစဲခိုင်းပြီးတော့အဖွားကြီးကတက်နေရဲလို့လည်းပြောကြတာပါပဲ။ ဲဒါကြောင့်ဒေသမိတွေကိုဒီနေသားတွေကလက်နေကြတယ်။အဖွားကြီးကအသက်လဲကြီးပြီးကုထီမတွေ့နဲ့နေတော့မှာပဲလား။ရသေးကြီးကဘာမှဆက်မပြောတဲ့အတွက်စကားစာပြတ်သွားလေတယ်။ရသေးကြီးကပြားဖျောင်းတဲ့တချောင်းကိုသူ့ရဲ့ခေါင်းရည်ဘက်မှာထွင်ရင်းနဲ့ဖျားရှိခိုးလိုက်တယ်။ဒကာမဟာဒီဝဘာရသေးပြောစရာတခုရှိတယ်။ဒကာဝိညာဉ်လွင်အတက်ဆိုတာကြားဘူးသလား။တပည့်ကြားပဲကြားဘူးလေ။အတိအကျရတော့မသိပါဘူးခင်ဗျာ။ဝိညာဉ်လွင်အတက်ဆိုတာက ရုပ်ခန္ဓာကိုတနည်းအားမှာထားပြီးတော့ဆဲရွညုံကိုသွားလို့ရနေရလွှတ်လိုက်တဲ့ပညာရက်မျိုးပဲမိုင်ပေါင်းထောင်းတောင်းချီပြီးတော့သွားနိုင်နေဟိုမှာဖြစ်ပြနေရတွေကိုမြင်တွေ့ရပြီးပြန်ရောက်တဲ့အခါအတိအကျပြန်ပြောပြနိုင်နေအတော်ထူးဆန်းတဲ့ပညာရက်တွေပဲလေ့ကျင့်လို့ရလားဗျာရက်တွေပညာပါရမီနဲ့သူတွေလေ့ကျင့်ဖို့ကတော့ခက်လိမ့်မယ်လေ့ကျင့်ရင်လည်းအသက်ဆုံးရှုံးရတာမျိုးလည်းရှိတယ်မလေ့ကျင့်ပါနဲ့အခုအရေးကြီးတာပြောမယ်ဗျာရက်တွေကဝိဇာအစည်းအဝေးတစ်ခုတက်ဖို့အတွက် ဝိညာဉ်လွှင့်ရလိမ့်မယ်ဒီလိုဝိညာဉ်လွှင့်ချိန်မှာဝိညာဉ်နဲ့ခန္ဓာကိုယ်ချောင်းမှာချိတ်ဆက်ထားတဲ့ပန်းကူကြိုးလေးတစ်ချောင်းရှိတယ်ခန္ဓာကိုယ်နေရာရွေ့ရာရေလှုပ်လို့မရဘူးပန်းကူရဲ့ကြိုးပြတ်သွားနိုင်တယ်နောက်ပြီးတော့စိတ်ဝိညာဉ်လွတ်နေတဲ့ခန္ဓာကိုယ်ကိုမကောင်းဆိုးရွားတွေဝင်ယူသွားနိုင်တာမို့တက္ကမဟာဒေဝအဘရဲ့ခန္ဓာကိုယ်စောင့်ရှောက်ဖို့တောင်းဝင်ပေးခြင်းနဲ့တပည့်တော်ဘာယတိပြောတာကိုအပြည့်အဝနားမလည်ပေမဲ့ဘာယတိဝိညာဉ်လွတ်နေခြင်းဘေးရနေရမကြုံရအောင်လို့စောင့်ရှောက်ဖို့တောင်းဝင်ယူပေးပါမယ်ယသိကြီးပြောတဲ့ ဝိညာဉ်လွင်တဲ့ကိစ္စကိုမဟာဒီဝအပြေဝနားမလဲပြီးဝိဇ္ဇာအစီဝေးဘယ်နေရာမှာကျဲပါပြီးဘယ်အရက်ကိုသွားမှာကိုလည်းသူမသိယသိကြီးသာမြေကျောရှုံပြီးသွားလာနိုင်လေဆိုရင်ဝိညာဉ်လွတ်စရာမလိုလို့တော့တွေးမိတယ်မြေကြီးပေါ်မှာသွားလာရမယ်ကိစ္စမျိုးမဟုတ်ပဲကောင်းကင်ပေါ်မှာလုံမဲ့အစီဝေးကြောင့်ဝိညာဉ်လွတ်ထုတ်ကသွားခြင်းလားလို့လည်းတွေးမိပြန်တယ်သူတွေးတဲ့မိကုန်းတွေကိုယသိကြီးကိုမင်းများကြည့်ချင်နေမိပေမဲ့ယသိကြီးကသူပြောတဲ့လောက်စကားအကန့်အသတ်နဲ့ပြောသူမို့ မင်းရင်လည်းဖြေမှမဟုတ်တာမို့မမေးပဲနေခြင်းဖြစ်တယ်။အချိန်တရွေ့ရွေ့ကုန်ဆုံးပြီးညရောက်လာခဲ့ပြီဖြစ်တယ်။ယတိကြီးကလှိုင်းကူအောက်ဘက်တနေရာကိုသွားပြီးတော့မဟာဒီဝကိုခေါ်လိုက်တယ်။ဒီကြောက်ပြောင်းကိုဘေးကိုရွှေ့လိုက်တကားယတိကြီးရဲ့စကားကြောင့်မဟာဒီဝကကိုနေရန်ကိုတေချာကြည့်လိုက်ရာကြောက်ပြားတစ်ခုကတီးတက်လွတ်နေကြောင်းတွေ့လိုက်ရတယ်။မဟာဒီဝကလည်းအားသုံးပြီးတော့ကြောက်ပြားကိုဘေးကိုရွှေ့လိုက်ရာလူတယောက်ခါကုန်းဝင်ရမယ့်အပေါက်တစ်ခုနေရာမှာရှိနေကြောင်းတွေ့ရတယ်။ယတိကြီးက ပြောင်းပြောင်းနိုင်တဲ့တိုင်းကိုမေးထုတ်ပြီးအတွင်းကိုဝင်သွားရာမဟာဒီကလည်းအတွင်းကိုလိုက်ပြီးတော့ဝင်ခဲ့သည်။အထဲမှာလူတစ်ယောက်နေသားယုံအခန်းချင်းကလေးရှိနေသည်။အရှင်ဘုရားဒီနေရာကဝိညာဉ်လွင့်မလားဘုရား။မှန်တယ်တကား။ဘာရသေးဝင်ပြီးသွားရင်ကြောက်ပြားနဲ့အပေါက်ကိုပိတ်လိုက်ပါ။ဘလို့အကြောင်းနေမှမဖွင့်ပါနဲ့။မိုးလင်းမှပဲကြောက်ပြားကိုဖွင့်ပါ။စိတ်ချပါဘာရသေး။တပည့်တော်တေချာစောင့်ချက်ပေးပါမယ်။လှုပ်လို့တဲ့အလုပ်ကိုနောက်ဆက်မတင်ပဲလုပ်ပါ။မဟာဒီဝကရသေးကြီးဝိညာဉ်လွင့်မဲ့အခန်းအတွင်မှာ ဖုံမုတ်ကြောင်စလစ်ခဲတွေကိုလှည့်ခြင်းပြီး အခန်းတောင်မှာစုပုံလိုက်တဲ့ယတိတိကန္နာဒိဗ္ဗကအခန်းအတွင်သူ့လွယ်အိတ်ကိုယူကဝင်သွားချိန်မှာမဟာဒီဝါကကြောက်ပြားကြီးကိုပိတ်လိုက်ပါတော့တယ်။မဟာဒီဝါကမိဖို့ကိုမိထဲ့ပြီးဖျားရှိကိုကတော့လိုက်တဲ့ယတိကြီးကိုစောင့်မွေအတွက်တောင်းဝင်ရှိနေတာကြောင့်တရားထိုင်ပရိစိတ်ချင်းတွေကိုခဏနားချလိုက်တဲ့အပြင်ဘက်မှာမိုးမရွာပဲရာသီဥတုပြန်လဲကြည်လင်ကကျယ်ရီနဲ့တထပ်ပဲလာကလေးကိုပင်တွေ့နေရပြီဖြစ်သောကိုဝါကထွက်ကြည့်ရဲ့မဟာဒီဝါက မြင်တွေ့နေရတယ်။လင်းငင်းခန့်ရင်နဲ့ကိုပြင်ဘက်မှာလမ်းလျှောက်နေစဉ်အဝေးစီမှာမိရောက်တကူမြင်တွေ့လိုက်ရပြီးသူရှိနေရကိုဥတီလာနေတာကြောင့်တတိအနေထားနဲ့စောင့်နေလိုက်တယ်။မိရောက်နီးကပ်လာတဲ့အခါမှာတော့မိန်းကလေးတယောက်မိရဲ့တလုံးကင်ပြီးတော့ရောက်လာကြောင်းတွေ့လိုက်ရတယ်။တော်နန်းရှင်ရဲ့သမီး၃ယောက်ထဲမှာတယောက်ဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်အံ့ဩမှုနဲ့အတူမနက်ကထမင်းလာပို့တဲ့ကိစ္စကိုတွေးပြီးတော့ဒေါသလည်းဖြစ်သွားရတယ်။မိဘဒုက္ခတွေထပ်ပြီးကိုရောက်လာတာလေ လာရလန်းအတိုက်ပြန်တာကောင်းမယ်နော်ဒီတော့ပို့ပြီးတော့ငါထပ်မပြောချင်ဘူးဖိုးသူတော်ရသိင်းနဲ့တွေ့ပြရစီမနက်ကကိစ္စကိုလည်းတောင်းပန်ပါရင်အမေနဲ့အမတွေစံတော့မတက်တာလို့သာလောက်ရတာပါအခုလည်းသူရောနဲ့ရသိရောဒုက္ခပေးဖို့ကြံစီနေတာကိုလာပြောပြတာအမေတို့ကအခုလောက်ဆိုရင်ကျမထွက်သွားတိလောက်ပြီကျမမပြန်ရဲတော့ဘူးဖိုးသူတော်ကျမကိုကဲပါအောင်ဟာမဖြစ်ဘူးရသိင်းလည်းမရှိဘူးငါတယောက်လည်းပဲရှိတာမင်းပြန်တော့ပြန်လို့မဖြစ်လို့ပါ ကျမပြန်ကျမအပြစ်ပေးကြလိမ့်မယ်။သစ္စာဖောက်တယ်ဆိုပြီးတော့ဝိုင်းနေဆက်ကြမှာမသိဘူးဟာ။နေရနေသွားကြင်ရသွား။ငါနဲ့တော့ခေါ်မထားနိုင်ဘူး။မဟာဒီဝါကစကားအပြတ်ပြောပြီးတော့ကိုအတွင်းဝင်းကမီးပို့ပြီးထိုင်ရင်မီးလောင်နေလိုက်တယ်။ဒေါ်နန်းရှင်ရဲ့တမီးကလှိုင်းကိုအဝမှာရက်ပြီးတော့ငြိမ်သက်စွာရှင်နေတယ်။ရာတီအတူကအေးစိမ်လာတယ်လို့အဝေးစီမှာတောကောင်ကြားတကောင်ဟိဟောက်တန်ကိုကြားလိုက်ရတယ်။မိန်းကလေးကိုလှမ်းကြည့်ရာတခြားနေရာမသွားဘဲဂူဝါမှာရက်နေစေဖြစ်ကြောင်းတွေ့ရတယ်။ မဟာဒေဝကရန်သူပင်ဖြစ်စေကမူမင်းကလေးတယောက်ကိုအခုလိုဖြစ်ပေထားခြင်းကသူ့လော်ဖြစ်နေမလားဆိုပြီးတော့တွေးနေမိတယ်။နောက်တစ်ခုကမင်းကလေးကသူ့အမေနဲ့အမရင်းသူတို့ကိုဒုက္ခပေးမှကိုလာတရေပေးခြင်းကြောင့်မပြောင်းဝဲတော့ဘူးဆိုတာကသူ့မှာအပြစ်ရှိတယ်လို့ခံစားနေရတယ်။ဟေးနေတညလောအဲ့ဒီမှာရက်နေမလို့လားအထက်ဝင်လာခဲ့ကျေးဇူးတင်ပါတယ်သူတော်မင်းကလေးကမဟာဒေဝအခွင့်ပြုချက်ရတာနဲ့ အတွင်းကိုမဝေမယဲဝင်လာပြီးမဟာဒီဝါနဲ့မျက်နှာချင်းဆိုင်မိဘတို့ဖက်မှာဝင်ထိုင်လိုက်ရင်းနဲ့ကျေးဇူးတင်စကားပြောလာတယ်။မင်းမယားငါတို့နဲ့ရန်ညိုးရန်စားလည်းမရှိပဲ။ဘာလို့ညာအညှိုးထားပြီးတော့ဒုက္ခပေးခြင်းရတာလဲ။အမေကလူတိုင်းအောင်မုံနေတာ။သူ့ရဲ့စိတ်ထဲမှာအာဃာတတွေနဲ့ပြည်နေတယ်။လူရီယာသူ့ကိုရက်ဆက်ထားတာမို့သူလဲပြန်ပြီးရက်ဆက်ရမယ်လို့ပြောပါတယ်။ကျမကတော်နန်းရှင်ရဲ့တမင်းအငယ်ဆုံးနန်းကြီးတွေပါဖို့သူတော်။မင်းကမင်းမိနဲ့အမရီရဲ့လောက်ရက်ကိုတားဆီးကြလို့ လာပြီးတော့တတိပေးတာပေါ့ကျေးဇူးပါပဲဒါပေမဲ့မင်းမိန်ငါတို့ထိကအောင်လို့လုပ်လို့မရပါဘူးဖိုးသူတော်ကအမေကိုရှင်နိုင်မယ်လို့အလွယ်တကူတွေးထားတာလားမလွယ်ဘူးနော်ဖိုးသူတော်ညံ့နေနေပြီရော့ဒါဟုတ်ကောင်းအောင်မိအိတ်လိုက်ဘာမှစိုးရိမ်စိတ်မထားပဲနဲ့စိတ်ချလက်ချတာအိတ်မဟာဒေဝကသူ့အဝိဖြူထုတ်ကိုမင်းကလေးကောင်းအောင်အိတ်ဖို့အတွက်ပေးလိုက်တဲ့မင်းကလေးကကျေးဇူးတင်စကားပြောရင်းကနေပြုံးလိုက်ရာမဟာဒေဝတယောက်မင်းကလေးရဲ့အပြုံးကြောင့်စိတ်ထဲဘဝေမကျဖြစ်သွားရတယ် အစပထမရုံတငယ်လိုရှိနေတဲ့မိန်းကလေးကကောက်ကျစ်ဆင်းလေးတဲ့မြေကွေးတကောင်အပြုံမျိုးပြုံးလိုက်တယ်ဆိုပြီးတော့မဟာဒေဝစိတ်ထဲမှာထင်လိုက်မိတာကြောင့်ဖြစ်တယ်။ဟေးဘာလုပ်တာလဲ။ငါအဝတ်ကိုဘာလို့ဓာတ်နဲ့လေးလိုက်တာလဲ။ဟာဟေးမိန်းကလေးကခါးကြောင်မှာဝှက်ယူလာတဲ့ဓမြောင်တလက်ကိုထုတ်ပြီးတော့မဟာဒေဝဝတ်တဲ့အဝတ်ဖြူအစာတစ်စားကိုလေးလိုက်ရာမဟာဒေဝတားမြင့်နေစဉ်ထမိန်ကြမှာလိတ်လာတဲ့အထုပ်ငယ်တစ်ထုပ်ကိုမိဘအတွင်ပြစ်ချလိုက်ရာရှဲကနေမြေတံနဲ့အတူ အစိမ်းရောင်မိတော့ကြီးတကူအပေါ်ကိုထိုးတက်သွားပြီးတော့အကိုငွေတွေထွက်လာလေတဲ့စိမ်းရွှေရွှေအနှမ်းရှိတဲ့မိကိုငွေတွေကိုရှူရှိုက်လိုက်ရတဲ့မဟာဒေဝတယောက်ကိုအပြင်ပြေးထွက်သွားတဲ့မိကလေးနောက်ကိုပြေးလိုက်ဖို့ပြုစဉ်ခေါင်းကမိုက်ကနေဖြစ်ခါမိငွင်းကဝိုးတော်ဝါတာနှစ်ထပ်ဖြစ်ကုန်လေတော့တဲ့မိဘအတွင်ပြစ်ထဲလိုက်တဲ့အမုံမှာထွက်လာတဲ့မိကိုကိုရှူလိုက်ရတာကြောင့်အဲ့လိုဖြစ်သွားခြင်းဖြစ်နိုင်သောမဟာဒေဝတွေးလိုက်မိတဲ့အပြင်ဘက်ကိုရိုက်ထိုးစွာထွက်လာပြီးမိန်ကလေးကိုလိုက်ကြည့်ရာသူ့ရဲ့မြင်ကွင်းတွေက ရှင်ဝေစွာနဲ့နှစ်ထပ်ဖြစ်နေတယ်။ဖိုးသူတော်မြစ်စရာရသေးဘဲဟိုသွားလေ။ငါ့ကိုပြောစမ်း။အမှန်တိုင်းပြောရင်အသက်ချမ်းသာခွင့်ပေးမယ်။အဖွားတယောက်ရဲ့အတန်ကြားရတာကြောင့်မဟာဒေဝကအတန်လာရကြည့်လိုက်ရာတော်နန်းရှင်နဲ့သမီးသုံးယောက်ကိုဝိုးတော်ဝါတာတွေ့ရတယ်။ငါတယောက်တည်းတွေ့မှတော့ငါတယောက်တည်းရှိလို့ပေါ့အဖွားကြီးဟာ။ဘာရဲ့သိဘဲသွားလဲသိရင်တော့မှခမ ्या ကိုပြောပြဖို့စိတ်ကူးမရှိဘူးအဖွားကြီး။တင်းဒီသူတော်ခေါင်းကြောတယ်မာတာပဲ။နေဘလို့ခေါင်းကြောမာနိုင်ပါလေ။ကြည့်ကြသေးတာပေါ့ အဖွားကြီးဒေါ်နန်းရှင်ကလူပုံစံပြုတ်လောက်ထားတဲ့မြို့ချောက်အယုတ်ကလေးကိုတမီးတယောက်စီကနေယူလိုက်ပြီးမဟာဒီဝါစီမှာအဝေးဖြူဖြတ်ယူလာတဲ့တမီးစီမှာအဝေးစာတောင်ကမြို့ချောက်ယုတ်ကလေးမှာပတ်လိုက်တဲ့သူရဲ့လက်ပွားကိုဓာတ်နဲ့ဆွဲလိုက်ရာလက်ပွားကွဲပြီးသွေးတွေကျလာရာအယုတ်ပေါ်သွေးဆက်တွေကျစေပြီးအယုတ်ကိုလက်နက်ဖက်နဲ့ကင်ပြီးမျက်လုံးမိတ်ပြီးပါဇက်ကတလှုပ်လှုပ်နဲ့ဆုံးကာတာတွေကိုရွတ်ဖက်နေတယ်။ပြီးရဲ့နောက်မှာတော့ဓာတ်နဲ့မြတ်ချောက်ရွက်ဝါပိုက်နေရာကိုထိုးဆိုင်လိုက်တော်ရင်မဟာဒေဝတယောက် ဝမ်ပိုက်ကဆိုးရှားတဲ့နာကျင်မှုကြောင့်ဝမ်ပိုက်ကိုလက်နဲ့ဖမ်းနေဖိပြီးခွေကြသွားတယ်။ဒေါ်နန်းရှင်ကအယုတ်ကိုနောက်ထပ်ဓာတ်နဲ့တစ်ချက်ထိုးလိုက်ရာ အသေးခိုင်းမတဲ့နာကျင်မှုကြောင့်အွန်လိုင်းမြည်ပြန်နေဒေါ်နန်းရှင်ရဲ့တမီးသုံးယောက်ရေးသားကြားရတဲ့အခါနာကျင်မှုကြောင့်ကနေဒေါသစိတ်တွေဖြစ်လာမိတယ်။ရန်ညိုးရန်စားမရှိတဲ့လူတစ်ယောက်ကိုဒီလောက်နှိပ်စက်ရလေသလားဆိုတဲ့စိတ်ခံစားချက်ကြောင့်ဒေါသအထောက်အထည်ရောက်သားချိန်မှာပုံကွယ်နေတဲ့နတ်ဆိုးကရုံထွက်လာပြီးတော့မဟာဒီဝရဲ့စိတ်ကိုဝါးမြူလိုက်တယ်။ မဟာဒေဝရဲ့မျက်လုံးတွေကအနည်းငယ်ပြောင်းလဲသွားပြီးတော့လူကတောက်တောက်ချင်းမတ်တက်ရက်လာတယ်။ဟင်ဒီကောင်ဘာမှမဖြစ်ပါလား။ကဲဟာဒေါ်နန်းရှင်ကအေးအေးဆေးဆေးမတ်တက်ရက်နေတဲ့မဟာဒေဝကိုကြည့်ကအယုတ်ကိုဓာတ်နဲ့ထုတ်ချင်းပေါက်ထိုးလိုက်ရာမဟာဒေဝကနာကျင်စွာအော်ရင်နဲ့ဘိုက်ကိုလှက်ဝါးနဲ့ဖိကခါကုံသွားတာကိုတောင်းမိတွေချိန်နဲ့စွာကြည့်နေကြစဉ်မဟာဒေဝစီမရေတံထွက်လာပြီးခါပြတ်မတ်ခါသူတို့ကိုကြည့်ရင်းနဲ့အာဘတရရှင်နေရာဒေါ်နန်းရှင်ရဲ့တမီးတွေထိတ်လန့်သွားကြတယ်။ ဒီရုပ်ဝိညာဉ်ဟာသူ့ဘောတက်ရောက်မှုမရှိပါလားအမေမနေယူလာတာသူ့ရောရဲ့အဝတ်သေးချာရဲ့လားမားစီယာမမရှိတာအမေသူ့တယောက်တည်းရှိတာသူ့အဝတ်သေးချာတယ်ဒါဆိုရင်ဘာလို့သူ့ဘောငါလောက်တာအထီးအောင်မှုမရှိရတာလဲအဖွားကြီးခမားရဲ့မတောက်တခေါက်ပညာလေးနဲ့များကျုပ်ကိုစမ်းကြံနေတယ်ကျုပ်နေတဲ့ခန္ဓာကိုထိခိုက်နာကျင်အောင်လှုပ်ထားတာမို့ခမားတို့သားအမေဒီနေ့နာဖို့တာပြင်ထားကြပြီတော့ကဲဟာနေနေဘူးလဲဒေါ်နန်းရှင်က တူလက်ကတောင်ဝေးကိုမဟာဒေဝရှိရာကိုပြစ်လွတ်လိုက်ရာတောင်ဝေးကလေထဲမှာငွေတကောင်အဖြစ်ပြောင်းလဲသွားတယ်။ပပင်းကြီးထောင်ပြီးတော့ကြောက်လန့်စရာတိုက်ငွေတကောင်အဖြစ်ပြောင်းလဲသွားခြင်းနဲ့ဖြစ်တဲ့မဟာဒေဝကတင်းကြီးစွာရက်ရင်နဲ့ငွေကိုလေပြင်းအနီးကနေဖမ်းယူလိုက်ရာငွေကြီးကဒေါသတကြိမ်ပေါက်ဖို့ကြိုးစားနေရာမဟာဒေဝကငွေနဲ့မျက်လုံးချင်းဆိုင်ကြည့်လိုက်ရာငွေကြီးကတဖြည်းဖြည်းမန်လျှော့သွားရာမဟာဒေဝကငွေကိုလေပြင်းမှာရစ်ခွေပတ်ထားလိုက်တဲ့အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့တော်နန်းရှင်ရဲ့သမီးတွေက ပါဇက်အဟောင်းသားဖြစ်နေကြသည်တိုင်းဝေကိုလယ်ပြင်မှာရပ်ပတ်ပြီးရက်ဆက်တဲ့အပြုံနဲ့ရှိနေတဲ့မဟာဒေဝကိုကြည့်ရင်နဲ့ကြောက်လန့်စိတ်တွေလည်းဝင်လာကြသည်နေဘသူလဲနေပညာစွမ်းတို့ငါဘာလို့ခံမလို့မရတာလဲဝရစိန်အားလုံးကနတ်ဆိုးလို့ခေါ်ကြတဲ့ဝရစိန်ကကြုတ်ပြီနေရနေဘာကောင်ဖြစ်ဖြစ်မင်းကိုအသေးသက်ရမှကြည်နေတော်မင်းအားလုံးပုံစံပြောင်းမင်းအစိမ်းရောင်မိကိုလုံးကြီးတွေတဝန်းဝန်းမိကပေါက်ကွဲသွားခြင်းနဲ့အတူအနည်းငယ်လုံးကြီးလေးလုံးကောင်းကင်ပေါ်ပြန်တက်သွားကြပြီး မဟာဒီဝကိုဝိုင်းကလေဘော်ကနေထိုးဆင်းလာကြရာကြီးမားတဲ့လဒါငါကြီးတွေကိုတွေ့လိုက်ရပါတော့တယ်လဒါငါကြီးတွေကမဟာဒီဝရှိရာကိုထိုးဆင်းလာကြရာမဟာဒီဝကသူ့ရဲ့လယ်ဘေးမှာရပ်ပတ်ထားတဲ့မွေးကိုဖြုတ်ပြီးတော့ပြစ်လွတ်လိုက်ရာလဒါငါတကောင်ရင်ဘက်ကိုထိပြီးတော့မွေးကလဒါငါကြီးကိုပေါက်ချလိုက်ရာလဒါငါကြီးကတောင်းတမခတ်နိုင်တော့ဘဲဘိုင်းကနေပြုတ်ကျကအသက်ပြောက်သွားတော့တယ်တဘာဝမဟုတ်ဘဲဖန်တီးထားတဲ့တိုက်မွေအစိတ်ကအလိုပြင်းထန်လာကြောင်းလဒါငါကြီးတိတ်ဆုံးသွားခြင်းဖြစ်တယ် ကျန်တဲ့လက်တော့ငတ်သေးတွေကစုညာစွာအော်ဟစ်ရင်မဟာဒေဝကိုပစက်အတွင်စောမေးတောက်တွေနဲ့တိုက်ခိုက်ကြရာမဟာဒေဝကမြေကြီးကိုခြေဆောင်ခုန်လိုက်ရာအပေါ်ကို၁၂တားလောက်မြောက်တက်သွားပြီးအနည်းမှလက်တော့ငတ်တကောင်ကို လက်သီးနဲ့ထိုးပြီးတော့ခြေထောက်ကိုကင်ဆွဲလိုက်ရာလူတယောက်အလေးကိုမတင်နိုင်တဲ့လက်တော့ငတ်ကြီးကမဟာဒေဝနဲ့အတူအောက်ကိုပါလာပြီးနှုတ်သီးနဲ့စိတ်အတောင်နဲ့ရိုက်ဖို့ကြိုးစားနေရာမဟာဒေဝရဲ့အားပါပြင်းထန်တဲ့လက်သေးချက်ကရှင်ဘက်ကိုထိပြီးတော့ဆယ်လောင်းလောက်လွင့်သွားပြီး အပင်တပင်ကိုထိကရက်သွားတယ်။ပြန်ပြီးတော့ထမလာနိုင်တော့ပြီ။နောက်နှစ်ကောင်ကမဟာဒီဝကိုဘိညာဝိုင်းပြီးတော့ခြေသေးရည်နဲ့ကုတ်ဆွဲဖို့ကြိုးစားနေရာမဟာဒီဝကလှည့်မြန်စွာနဲ့အရိပ်လိုရှောင်းတင်းလိုက်ပြီးတော့နေရာရွှေ့လိုက်တဲ့မဟာဒီဝရောက်နေတဲ့နေရာကိုလက်တောင်းရဲ့နှစ်ကောင်ကအညိုတကြီးနဲ့လိုက်ပြီးတိုက်ခတ်နေကြရောမဟာဒီဝကအရိပ်လိုပျောက်ကွယ်သွားတဲ့အတွက်လက်တောင်းကတွေကမောပန်းဒေါသဖြစ်လာကြတယ်။မဟာဒီဝကအနီးမှာတတော်အတွင်းဝင်သွားရာ ၎င်းငှက်နှက်ကောင်လေးတတော်တွင်လိုက်ဝင်လာကြတယ်။တပင်တပင်ထိပ်ဖျားမှာပုံဆောင်နေတဲ့မဟာဒီဝါကသူ့အောက်နာ၎င်းငှက်တကောင်ရောက်လာတဲ့အခါကြောပေါ်ခုန်ချပြီးတော့အရှိန်မြင့်အောက်ကိုပြုတ်ကျနေစဉ်ကြောကုန်းကိုလက်သေးနဲ့ထိုးချလိုက်ရာ အောက်ကိုရောက်ချိန်မှာတော့၎င်းငှက်ကြီးကတောင်းမှတစ်ဖြက်ဖြက်ခတ်ပြီးတော့ပြန်တမ်းမရပင်နာကျင်စွာအော်ဟစ်နေလေတော်တယ်။မဟာဒီဝါကတတော်ပြင်းမြေကွက်လက်ကိုပြေးထွက်ရင်းနေမွေကိုက်ခံနာရတဲ့လက်ထောက်ငှက်ကိုကြည့်လိုက်ရာ သူ့ဦးကိုဓာတ်နဲ့ဖျက်ယူသွားတဲ့ကာမလီဖြစ်နေကြောင်းကိုတွေ့ရပြီးတော့သူ့ပြည်အနေလဲနေတဲ့သူကလည်းဒေါ်နန်းရှင်ရဲ့သမီးတစ်ယောက်ဖြစ်နေတယ်။တစ်တော်အတွင်ထိုးကျိတ်ခဲ့တာကလည်းဒေါ်နန်းရှင်သမီးသာဖြစ်ရမယ်ဆိုပြီးတော့တွေးလိုက်မိတယ်။နောက်ဆုံးကြံနေတဲ့လက်တောင်ငှက်ကြီးကဒေါ်နန်းရှင်ကလွဲပြီးတော့မဖြစ်နိုင်ဘူး။လက်တောင်ငှက်ကြီးကမဟာဒေဝရှိမြေကွက်လက်မှာဆင်းလိုက်ပြီးတော့လူပုံစံပြောင်းလိုက်ရာဒေါ်နန်းရှင်ဖြစ်ကြောင်းတွေးလိုက်ရတယ်။နေကြောင့်ငါသမီးလေးတွေတေသူတေတန်ရာရရဲ့လူရနဲ့ဖြစ်ကုန်ပြီ ။နေဆောင်ငါမရှင်းနိုင်ပါဘူး။ငါတို့တောက်ွက်ပေးပါ။ကျုပ်ပြောသားပဲ။ခမရပညာကောင်မောက်နေတာ ው ။ခမရရဲ့တမီးတွေတည်ရတာခမရကြောင့်ပဲ။ခမရသာကျုပ်ကိုရမ်းမဆိုင်။ခုလိုတွေဖြစ်လာမှာမဟုတ်ဘူး။ဒီကိစ္စကဒီမှမပြီးပဲနဲ့။ဘာတွေဆက်ချင်သေးတာလဲ။ငါတို့စုံးနေရှိတဲ့နေရာရောက်တိုင်းနေတိုက်ခတ်ခံရလိမ့်မယ်။နေဘလောက်ပဲတော်နေပါစေ။နေတတိတစ်ချက်လင်းဟင်းတာနဲ့နေတရားလိမ့်မယ်သူရော။ကျုပ်မကြောက်ဘူး။ကျုပ်ကမှအကြောက်တရားဆိုရလဲမရှိဘူး။နောက်ပြီးတော့ခမည်းရဲ့ဆုံးနေကိုတခုတတိပေးလိုက်ပါ။ ဒီခန္ဓာကိုထိခိုက်ရလုံးခမည်းလိုဘွားမျိုးရောက်ရမယ်ဆိုတာထည့်ပြောလိုက်ပါအောင်ဒေါ်နန်းရှင်နဲ့မဟာဒီဝစကားပြောနေရစဉ်တန်ရာရနေတဲ့တမီးနှစ်ယောက်ကမြမဖြစ်သူကိုဖတ်ပြီးငုံနေကြတယ်ဒေါ်နန်းရှင်မှလည်းဖြစ်လာရင်မဟာဒီဝကိုအမောက်ကျိတ်ဖြစ်ချင်နေပေမဲ့လေမဟာဒီဝကိုရှင်လို့မရမှန်းသိတဲ့အတွက်ငြိမ်းနေခြင်းဖြစ်တဲ့သိဆုံးတော့တမီးဖြစ်သူရဲ့အလောင်းကိုတဲ့ပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားကြတယ်မဟာဒီဝကထွက်ခွာသွားတဲ့ ဒေါ်နန်းရှင်ရဲ့သမီးတွေကိုကြည့်ရင်ရှိနေလေတယ်။ဆုံးမတယောက်ကိုတတ်လိုက်ပြီးမှသူ့စိတ်အတွင်းခံစားချက်မရှိပြီ။တာမန်ထမင်းစားရေတောက်ကိစ္စလို့တော့စိတ်သဘောထားရှိနေတယ်။ကြောက်လိုက်ကိုအတွေ့ပြန်လာပြီးတဲ့အခါမှာတော့မိန်းကြီးတွေမိဖို့ကိုတင်းထည့်ပြီးတော့မိဖို့ဝေးမှာအိတ်ဆက်လိုက်တော့တယ်။နောက်တနေ့မနက်မဟာဒီဝနိုးလာတဲ့အခါမှာတော့ညာကကြုံနေရတဲ့အဖြစ်အပျက်တွေကိုအိမ်မက်လိုလိုစိတ်ထဲမှာခံစားနေရတယ်။ပိတ်ထားတဲ့ကြောက်ပြားကိုဖွင့်လိုက်တဲ့အခါမှာတော့ရတဲ့ကြီးပတိစိတ်နေတာကိုတွေ့လိုက်ရတာကြောင့် စောင့်နေလိုက်တယ်။ယသိကြီးမှာအတန်ကြာတဲ့အခါမှာလှိုင်းဖို့အခန်းအတွင်းကနေထွက်လာတယ်။ဘာယသိညာကိစ္စအဆင်ပြေလားဗျာ။မနေ့လေးနာရီလောက်ပြန်ရောက်လာပါတယ်။ဘာယသိတို့တက္ကသိုလ်အကြောင်းအများကြီးဆွေးနွေးဖြစ်ကြတယ်။ဘယ်သူမှတီးကြတဲ့အဖြစ်မထုတ်နိုင်ကြဘူး။နဆိုးအနိုင်ယူဖို့တခိုင်းကိုယ်တိုင်ပဲစူးစမ်းရနိုင်မယ်။မှန်ပါဗျာ။ညဆုံးမကြီးဒေါ်နန်းရှင်နဲ့တမီးတွေလည်းတေးလားရှင်လားမသိပါဘူး။အိမ်မက်လိုဝိုးတွားပါပဲ။သူ့တမီးတယောက်ဆင်းမုတ်တစ်မျိုးမိဘုံနဲ့ပြစ်ထည့်လိုက်ကြ။လူကတတိလက်တလို့ဖြစ်သွားတယ် အဲ့ဒီနောက်ပိုင်းဘာကူမှမမတ်မိတော့ဘူးတခါကြီးကစုံးနေရရန်သူဖြစ်သွားပြီစုံးရှိတဲ့နေရာတွေရောက်ရင်တိုက်ခိုက်ခံရမှသိကြတယ်တတိထားပြီးနေရတော့မင်းသူတို့ကဆက်လာတော့လဲနတ်ဆိုးကပြန်တိုက်လိုက်တာထင်ပါတယ်မတက်နိုင်တော့ပါဘူးဘာရသည့်ဖြစ်လာသမျှရင်ဆိုင်ရုံပဲပေါ့ရသေးကြီးကမဟာဒီဝါကိုမပြောသင့်တဲ့ပြဓာပြတွေပေးပြီးတော့စားတော့ခန်းတယ်လို့သူလည်းစားတော့ပြီးတော့လိုင်ကူတွေကနေထွက်ခါခရီးဆက်ခဲ့ကြတယ်မဟာဒီဝါကနောက်ထပ်သူ့ပင်နေရာမှာအဋိဌံဝင်ရပြီး ဘလို့အနောက်ရှာကြုံရအောင်မင်းမသိဘူးဖြစ်လာသည်မြရေဆောင်မှုသာအဆုံးဖြတ်ထားသလိုနောက်ဆုံးအတက်နိုင်ဆုံးသူ့စိတ်ကိုမလန်းမနိုင်စေဖို့အတွက်ကြိုးစားမယ်ဆိုပြီးတော့ဆုံးဖြတ်ထားခြင်းဖြစ်ပြီးတော့တယ်ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့မဟာဒီဝနဲ့သုံးမမိသားစုစုလေးဇလန်းမှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့ပြိတ္တများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်